တော့ပရိသတ်မျိုးပတ်ကိုမကြည့်ခင်ကံအကြောင်းလေးကိုရှင်းစွာပြောအလုံးသိနေကြတဲ့ထင်ပဲဒုရယာကံကောင်းအောင်လုပ်ကြပဲကံဆိုးတယ်ကံကောင်းတယ်တချို့ကလည်းကံကောင်းတယ်ဆိုတာအလုတ်ကောင်းရင်ကံကောင်းတာပါပဲနဲ့ပြောတဲ့သူကလည်းရှိတယ်။သစ္စာပြာဆိုလိုတဲ့ကံကပါလေကံအကြောင်းကိုဘယ်လောက်တားလဲရမလဲဆိုတာစဉ်းစားဖို့လိုတယ် ုသနာမှာကံဤဖြစ်နေလို့ဖြစ်မှမသိလို့ရှိရင်တန်တရားထဲမှာထိုကံဤရဲ့အကျိုးတရားထုတ်လုပ်မှုတွေဟာဆက်လက်ပြီးတော့ရှိနေမှာဖြစ်တယ်။ကံဆိုတာမလုပ်ရမယ့်အရာလဲကိလေသာဆိုတာကရောကုသနာမှာဘလို့အခြေအနေနဲ့ဖြစ်နေတာလဲကိလေသာဆိုတာလောကလူတွေက ကိလေသာစိတ်မွေးတယ်လို့ဆိုတဲ့အခါကာမဂုဏ်ကိစ္စတွေလောက်တဲ့အာယုံပြုပြီးတော့ကိလေသာလို့ပြောနေကြတော့ကံနဲ့ကိလေသာအကြောင်းကိုချက်ချက်နနနားလဲဖို့တော့အဲ့လိုနားလဲလို့ရှိရင်တော့ဘဝတန်တရားတွေမှာကျင်လဲနေဖို့အတွက်ဒီကံနဲ့ကိလေသာပေါင်းဆက်ပြီးတော့လုပ်နေတာ ကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်ကိလေသာနဲ့တွဲဖက်နေတဲ့ကံတွေဟာဘဝတန်တရာထဲမှာလဲစီမှားချီပဲဖြစ်တယ်ပေါ့နော်ဘဝတန်တရာလို့ဆိုတာကောင်းတာလုပ်လို့ဆိုတာလုပ်လို့ဥပမာပဲတစ်ခုပြောမယ်ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုတွေလုပ်ရင်ကံကောင်းလိမ့်မယ်လို့လူတွေကထင်ကြတယ်ဟုတ်တယ်သူတို့ရည်မှန်းတဲ့ကံကဘယ်လိုဖားတော့ဘဝမှာအဆင်ပြေမယ်အတုတ်ကိုင်းနေကောင်းမယ် ဝိจิตနာတွေပြည့်စုံမယ်မတောင်းမတမကြောက်မကြဆာမယ်ရာဟုကုန်သိစိရိဥ္စာတွေတိုးတက်မယ်အဲ့ဒါကိုကန့်ကောင်းတယ်လို့ပြောချင်တယ်နော်သို့သောမကောင်းတာပါလဲလို့ဆိုလို့ရှိမကြခင်အိုသွားတာတို့မကြခင် နာရတာတို့ယောဂဖြစ်ရတာဒီကနေ့ခင်မကြည့်ဆေးုံဆေးကန်းကြီးတွေကြီးနေကျော့သွားတယ်လို့မရှိဘူးနော်မစည်းရတဲ့နေရာဆိုတာတွေအကုန်စေကားနေတယ် လူတိုင်းလူတိုင်းဟာယောဂကိနေဆိုတာဓမ္မရှာနေအဲ့တော့ကံကောင်းတယ်ကံကောင်းတယ်နဲ့ကြိုးစားနေရင်ကနေကံဆုံးဖို့မတွေ့နေကြတာရှစ်ဘဝတန်တရာထဲမှာကံကောင်းအောင်လုပ်ဖို့အလုံးကိုခဲရင်နောက်ဆုံးပိတ်အဆုံးသတ်မှာတော့အကောင်းတွေ့ဖို့ရတယ်မှခဲရင်လေလူတိုင်းလူတိုင်းဟာသေဆုံးခြင်းမှာဆုံးသတ်ကြရတယ်ခင်မင်ကြတဲ့ဆွေတွေမျိုးတွေမိသားစုတွေကမျက်ရည်မျက်ခွက်နဲ့ တောကနဲ့ပဲနေချရတာဖြစ်တယ်အဲ့တော့ကံကောင်းပါတယ်ဆိုရင်ဆိုတဲ့ပုဂ္ဂိုလ်ရောအဲ့ဒီလိုမှမျိုးတွေ့ရလားတွေ့ရဆရာတို့ကြီးတဲ့ပုဂ္ဂိုလ်ရောအဲ့ဒါမျိုးတွေ့လားတွေ့တာစီစဉ်ဥစ္စာချမ်းသာကြွားတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့အဲ့တော့တန်တရာထဲမှာကံကောင်းတယ်ဆိုတာဘာပြောတာလဲကောင်းတဲ့အပိုင်းလေးကိုကြည့်ပြီးတော့ကံကောင်းအောင်ချအလုပ်ကောင်းရင်ကံကောင်းတယ်လို့သူတွေကပြောနေကြတယ်အေး ကိလေသာတွေနဲ့တွဲဖက်နေတဲ့ကံတွေဟာအကောင်းသက်သက်မရှိဘူးအဆိုးဘက်ကိုတွန်းဖို့နေတာဒါသာရပဲပေါ့ကံနဲ့ကိလေသာနှစ်ခုပေါင်းဆက်ပြီးတော့ဘဝတန်တရားခရီးကြီးကိုရှောက်လန်းစေတာပဲဖြစ်တယ်။ကောင်းပြီကံဆိုတာဟာအလုံးကြောက်ရတဲ့အတိုင်းကံဆိုတာကို ကြာဘူးနဝရှိတဲ့ပုဂ္ဂိုလ်တွေကံဆိုတာပါလဲလို့ပြောလို့ရှိရင်စေရနာဟံဘိခွေကမ္မဝရဘိယသဗျာကစိတ်ထဲမှာတွန်းအားပေးတဲ့သဘောလေးတွန်းအားပေးတဲ့သဘောကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်တွန်းအားပေး volition လို့အင်္ဂလိပ်လိုပြန်နေထို့တဲ့ကောင်းတဲ့ဟာ stimulation တို့ motivation တို့ တော်အားတစ်ခုလို့ဆိုကောင်းတာဖြစ်ဖြစ်လှုပ်ဖြစ်သွားအောင်မကောင်းတာလည်းလှုပ်ဖြစ်သွားအောင်တော်အားပေးတဲ့စွာအားတစ်ခုပဲအလုံးကိုစုစည်းတဲ့စေတနာဆိုတာ organization ပဲတဘာဝတရားတွေအလုံးကိုစုစည်းပေးလိုက်ပြီအဲ့ဒီစုပေးလိုက်တဲ့စွာအားတွေနဲ့သူပေါင်းဆက်သွားအဲ့တော့ကံကို ီတမာအဖြစ်ပြောရင်စေရဏဟံဘိခွေကမ္မဝရလူတွေဟာဒီတောအားအလိုက်စိတ်ထဲကကြံစည်ကြတယ်နှုတ်က ပြောဆိုကြတယ်ကိုတိလက်ရောက်လုပ်ကြပါရီဖြစ်လာတော့ဆိုကမ္မဆိုရဲအမှုတွေဖြစ်လာစိတ်နဲ့ကြံစည်တဲ့အမှုလုံးနဲ့ပြောဆိုတဲ့အမှုကိုရင်းလေးအောင်လုပ်တဲ့အမှု အဲ့ဒီအမှုကိစ္စတွေပေါ်လာအောင်တောင်းအပ်ပေးတဲ့စေတနာကိုကံလို့ခေါ်တယ်လို့ဆိုတာဒါဖြင့်မြတ်စွာဘုရားရဲ့ဒေသနာတော်မှာစေတနာတစ်မျိုးတည်းကိုသာကံလို့ခေါ်ရလားလို့ဆိုမဟုတ်ဘူးဟောအလုံးဘုရားဘာသာဝင်သူရစေနေတည်တဲ့အတိုင်းကာယကံဝစီကံမနောကံလို့ရှိတဲ့မယ်စေတနာကိုမနောကံလို့ခေါ်ရမဟုတ်ဘူးကာယကံမြောက်သွားအောင်တောင်းအပ်ပေးတဲ့ တနည်းအားဖြင့်ရည်ရချက်ရှိရှိလုပ်တဲ့ intention ပေါ့တွန်းအားပေးတဲ့သဘောဒီမကောင်းတဲ့အကိုပြောမယ်ဆိုရင်သူများတဲ့ကိုတတ်တယ်သူများဥစ္စာခိုးတယ်သူတို့အသားမရစော်ကားတယ်ပြင်ပါတယ်ကောင်းတဲ့ဘက်ကပြောရင်သူများတဲ့ကိုတတ်ခြင်းမှရှောင်ကျင်တယ်အကျဉ်းတရားထားတယ်သူများဥစ္စာမခိုးဘူးတတ်ရှင်းစွာနေထိုင်တယ်ကိုယ့်တိခါကိုထိန်းတယ် သူတော်သားမယားစိတ်နဲ့တောင်မပြတ်ပါဘူးပြတ်မှချင်းမှရှောင်ကျင်နေကောင်းတာမကောင်းတာဒီနှစ်ခုရှိတာနော်နှစ်ခုရှိလားအဲ့ဒါလေးကြတော့စေရနာကိုသူရတဲ့တတ်တာဆိုတာလေစေရနာကြောင့်တတ်ဖြစ်သွားတွန်းအားဘယ်သူနဲ့တွဲလာတော့ဆိုဒေါသဆိုတဲ့မုန်းတရားနဲ့တွဲလာ ဖြစ်တယ်ရှင်ဘုံရအဖြစ် သူများဥစ္စာခိုးတာကျတော့လောဘဆိုတဲ့ကိလေသာနဲ့တွဲလာတယ်သူတော်သားမယားပြင်းပါတယ်ဆိုတာကြလေလောဘဆိုတာနဲ့တွဲလာတယ်တခါတည်းရန်ဒေါသဆိုတာနဲ့လည်းတွဲလက်စားချေတဲ့သဘောမျိုးလောက်တာလည်းရှိနော်အဲ့ဒါကြောင့်မလို့လောဘဒေါသမောဟဆိုတဲ့ကိလေသာတွေနဲ့ပေါင်းစပ်ပြီးစေရနာတွန်းအားကြောင့်ပြစ်မှုတစ်ခုကျွလွန်သွားတယ် အဲ့ဒါတွေကစေရနာလို့တခါနှုတ်ကပြောတဲ့အခါကောင်းမကောင်းနှစ်ခုရှိတယ်တဲ့မကောင်းတဲ့စေရနာကြတော့လောဘဒေါသမောဟတွေပေါင်းဆက်ထားတဲ့စိတ်စေရနာတွေ ਨੇ တစ်ဖက်သားကိုတီးတီးကြီးလိန်ပြောတယ်မမမကန်ပြောတယ် တုံးတူ မတက်အောင်ခုံချောတယ်ဆဲရည်တယ်အကျိုးမရှိတဲ့စကားတွေနဲ့အကျိုးမဲ့ဖြစ်စေတယ်ဆိုတဲ့ဒီတွန်းအားတွေဒီနှုတ်ကနေထွက်သွားအောင်လိန်လေတဲ့စကားတစ်ခွန်နှုတ်ကထွက်သွားအောင်တွန်းအားပေးတဲ့စေရနာတုံးတူမတက်အောင်ချွန်တွန်းလုပ်တဲ့စေရနာလူတယောက်ကို တေရှင်ကြီးတိမ်မွေးစွာမပြောဘဲနဲ့တဖက်သားဒေါသဖြစ်သွားတော့တဲ့စကားမျိုးဆေးတိုင်းထားတဲ့စကားမျိုးနဲ့ပြောအကျိုးမဲ့ကောင်းရချမ်းသာကို မရစေနိုင်တဲ့လွယ်မာတဲ့အကြောင်းအရာတွေပြောဆိုတယ်အလုတိနေကြတဲ့ဘုတာဝါဒပိတုနာဝါစာသုတာဝါစာသမဗလာပါလို့ဆိုတယ် ဒီစကားတွေနှုတ်ကထွက်လာအောင်တွန်းအားပေးတဲ့စေရနာကိုကံလို့ခေါ်ရအဲ့ဒါတွေကရှောင်မှုတွန်းအားပေးတဲ့စေရနာကြတော့ကုသကံလို့ခေါ်တယ်ဟုတ်ပြီကာယကံနဲ့ဝစီကံစေရနာကိုကောက်မှာမနောကံကြည့်လိုက်မနောကံကြတော့စေရနာမဟုတ်တော့ဘူးအဘိစာဆိုတာသူများပစ္စည်းကို ကိုယ်ပစ္စည်းဖြစ်လို့တဲ့ စိတ်ကူးချမ်းစေမှုအဘိစာအဘိဆိုတာရှေရှုစာဆိုတာစိတ်ကူးတာလောဘနဲ့သူပစ္စည်းကိုမှရချင်တယ်ကြံတွေးမှုစိတ်ထဲကကြံလိုက်တာနဲ့ပဲအဲ့ဒါကံမြောက်သွားတယ်နော်သူများပိုင်တဲ့ပစ္စည်းကိုဘာပစ္စည်းဖြစ်ရင်ကောင်းမှာပဲလို့သူများပစ္စည်းကိုမှလိုချင်တဲ့လောဘနဲ့တွေးလိုက်တာနဲ့တပြိုင်တည်းကံဖြစ်သွားတယ်စေရနာမဟုတ်ဘူး လောဘကိုကံလို့ခေါ်တယ်အဲ့ချာမနောကမှာလောဘကိုကံလို့ခေါ်တယ်တခါပြာပါဒဆိုတာဒေါသလူတယောက်ကိုယ်နဲ့မတည့်ဘူးကိုယ်ပေါ်မှာမကောင်းလုပ်တယ်လို့ယူဆတယ်သို့မဟုတ်ကိုယ်မကြိုက်တာတွေလုပ်တယ်ဆိုပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ပျက်စီးသွားရင် ကောင်းမှာပဲဒီကောင်းသေးသွားရင် ကောင်းမှာပဲဒီကောင်းဒုက္ခရောက်သွားရင် ကောင်းမှာပဲလို့တွေးလိုက်တာနဲ့တပြိုင်နဲ့အဲ့ဒီအတွေးပါဝင်တဲ့ ဒေါသဟာကံဖြစ်သွားတယ်သွားကံဖြစ်သွားတယ်ဆိုရဲရှင်တဲ့နှလုံးထဲမှာ accumulate ဖြစ်သွားကံဖြစ်တယ်ဆိုတဲ့သဘောတရားဟာတပင်ကအသီးသီးလိုက်တဲ့အခါမှာအထဲထဲမှာအပင်ပေါက်နိုင်တဲ့စွိုင်းတတိရသွားတဲ့သဘောပဲအစိတ်အကျိုးတစ်ခုထုတ်လုပ်ဖို့ရအတွက်တတိတစ်ခုပါသွားတာဟုတ်ဆုံး အဲ့ဒီဒေါသဟာတမ္မမိသားစုကိုတငယ်ချင်းပေါင်းသင်းတယ်။ဘောမိဘနဲ့သာသမီဆိုရလို့ဘုရားလှုပ်တဲ့အခါမှာမိဘကသာသမီကိုစိတ်ဆိုးတယ်။မိဘကိုသာသမီကစိတ်ဆိုးတယ်။ညီကောင်မောင်နှမစကားပြောမတတ်လို့စိတ်ဆိုးကြတယ်။သို့သောဒီကောင်တည်သွားရင်ပျက်စီးသွားရင် ကောင်းမှာပဲဆိုတာမပါဘူး။ကျိုးယိုးစိတ်ဆိုးတာကြတော့ဒေါသ အခုလိုပျက်စီးသွားဖို့ထီအောင်စဉ်းစားတဲ့ဟာကြတော့ဖြာပါတာလို့ခေါ်တယ်။အဲ့ဒါကံဖြစ်သွားတယ်လို့ဆိုလို့နောက်တစ်ခါအလုံးကိုမထင်ရှားတဲ့ကံတစ်ခုကပါတော့ဆိုမိစ္ဆာဒိဋ္ဌိအဲ့ဒါတော့အလုံးကိုသိမ့်ဝေးတယ်။လောကလူတွေကလွယ်လွယ်ပြောကြတယ်။တမလွန်လောကကိုမယုံဘူး၊နောက်ဘဝကိုမယုံဘူး။ အတိတ်ဘဝကိုလည်းလက်မခံဘူးအမေဖေးဆိုတာသူ့ဘာသူ့သူတို့ချင်းချင်းပေါင်းသက်ဆက်ဆံကြတာဖြစ်တယ်။ဘာမှခြေစွပ်တင်စရာမလိုလူတွေအသေးသွားပြီးရင်နောက်ဘဝဆိုမရှိဘူး။နောက်ဘဝဆိုတာမရှိဘူး။ကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုကျိုးမဖြစ်ဘူးဆိုတဲ့။ဘာလုပ်လို့ကောင်းကျိုးချမ်းသာရနိုင်တာဆိုတာမရှိဘူး။ တဘဝတစ်ခါပဲတည်တယ်ဆိုပြီးအဲ့ဒီအတွေးလေးဝင်လိုက်တာနဲ့အဲ့ဒီဘိသဒိဋ္ဌိဆိုတဲ့ဋ္ဌိကဒိဋ္ဌိကကံမြောက်သွားတယ်အဲ့ဒါအဲ့ဒီဒိဋ္ဌိကလည်းပဲကံမင်းတာဘနောကလို့ခေါ်တယ်ရသော်ဘုရားကအပြစ်တည်တယ်မှာဘိသဒိဋ္ဌိကပြစ်ချဆုံးလို့ပြောတယ်ကံဤအကျိုးကိုညင်းပယ်တဲ့ဒိဋ္ဌိကိုဋ္ဌိကဒိဋ္ဌိလို့ခေါ်တယ် ဒုစရိုက်ထဲမှာပါတဲ့ဒိဋ္ဌိကအဲ့ဒီဒိဋ္ဌိလို့ပြောတာဟိုကမ္မထမ်းဆရာတွေဟောတဲ့တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးနော်တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးဒီဒိဋ္ဌိကမနောဒုစရိုက်ထဲမှာပါတဲ့ဒိဋ္ဌိသည်ကံရဲ့အကျိုးတရားကိုညှင်းပယ်တယ်ကံရဲ့အကျိုးတရားကိုညှင်းပယ်ခြင်းဟာကံကိုညှင်းပယ်ခြင်းပဲဖြစ်တယ်အဲ့တော့ ကံဤအကျိုးကိုညင်းပယ်လိုက်ခြင်းဖြင့်ကံကိုလည်းညင်းပယ်တယ်အကြောင်းတရားကိုလည်းညင်းပယ်တယ်ဆိုတဲ့အဓိပ္ပာယ်ရောက်တယ်။အဲ့ဒီမိစ္ဆာဒိဋ္ဌိဒီအမြင်လေးဟာကိုယ့်ကိုယ်တော်ဖီလိုဆိုဖီလို့ထင်ကောင်းထင်လေလွယ်လွယ်လေးနဲ့ကိုယ့်ရင်ထဲမှာလူမနေနဲ့ဘာကျိုးမှမရဘူး။ကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလည်းဆိုချင်မရဘူး။တော့ဘဝဆိုတာမရှိပါဘူး။တေပြီးပြန်ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့ ဒီအတွေ့အမြင်လေးကိုလက်ခံလိုက်တာ ਨੇ မိစ္ဆာဒိဋ္ဌိဆိုရယ်ကံဖြစ်သွားတယ်။အဲ့ဒါပတော်ခံလို့ခေါ်တယ်နော်။အဲ့တော့သဘောပေါက်ရမှာကစေရဏဟမိခွေကမ္မဝရမိတို့မြတ်စွာဘုရားနိဗ္ဗိထိကတုတ်တံပါဒီတနည်းရတယ်ပဲဟုတ်တယ်။စေရဏသည်ကံမှန်တယ်။အဲ့ဒီတွန်းအားရဲ့ကြောင့်လုံးမိတယ်တွန်းအားရဲ့ကြောင့်ပြောမိတယ်ဆိုရယ်အရာဒီ စိတ်ကူးချမ်းစီမိတာကြတော့ခုနဒီသဘာဝတရားအဘိဇ္ဇာဆိုတာလောဘဗျာပါဒဆိုတာဒေါသမိစ္ဆာဒိဋ္ဌိဆိုတာဒိဋ္ဌိအဲ့ဒီအကုသိုလ်စေတသိက်အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေသိလေအဘိဓမ္မာအကုသိုလ်စေတသိက်သုံးခုအဲ့ဒါဟာကံပဲနော်ကံမြောက်သွားတယ်ထို့တူရတာမကောင်းတဲ့ကံဘက်ကမကောင်းတဲ့ဘက်က ဆိုတော့ကံတမျိုးရှိတုံးတို့အခုကျင်းပြောမယ်ဆိုရင်အကုသကံဟာစေရနာကိုလည်းအကုသကံလို့ခေါ်တယ်လောဘကိုလည်းအကုသကံလို့ခေါ်တယ်ဒေါသကိုလည်းအကုသကံလို့ခေါ်တယ်ဒိဋ္ဌိကိုလည်းအကုသကံလို့ခေါ်တယ်ဟောဒါပကောင်းတဲ့ကံဘက်ကဒါရီယကောင်းတဲ့ကံဘက်ကကြည့်လိုက်လို့ရှင်တော့ရှောင်ကျင်မှုနဲ့တွားတယ်တမယတဲ့တချင်မှရှောင်တယ်ရှောင်မှုရအတွက်တွန်းအား motivation stimulation ဆိုတော့အဲ့ဒီတွန်းအားနဲ့မဟုတ်တဲ့လောက်ကရှောင်လိုက်တယ်မဟုတ်တဲ့စကားမပြောအောင်ထိမ့်သိမ့်လိုက်တယ်အဲ့ဒါစေတနာကုသိုလ်စေတနာလို့ခေါ်တယ်တခါသူရတိမ်မွေးတဲ့ကုသိုလ်စေတနာတွေကပါတယ်တော့အနာဘိဆာအလောဘအလောဘဆိုတာ generosity ဒီ ကိုကိုသာကိုသာသုံးမယ်ဆိုတော့သူမြတ်ပစ္စည်းကိုလိုချင်တဲ့မတော်လောဘမရှိဘူးเนาะပြီးချင်းကန်းချင်းတဲ့စိတ်ပဲရှိတယ်သူမြတ်ပစ္စည်းမတရားယူဖို့စိတ်ထဲမှာမရှိဘူးအလောဘအနာပိစာအပြာဝရမေတ္တာအရောဒဆောမေတ္တာတရားရေချမ်းသာကြပါစေလို့မေတ္တာပို့လာကအပြာပါရဆိုစေရနာမနောကံအပြာပါရဆိုတဲ့ အရောသစေတသိက်ကိုပြောတယ်နော်အပြာဝရဆိုတာအရောသစေတသိက်အမုန်းကင်းစင်တဲ့မေတ္တာတရားမေတ္တာဆိုရဒီအရောသကိုပဲပြောတာအဲ့တော့မနောကံထဲမှာလူတယောက်ကိုသရဝရီအလုံးချမ်းသာကြပါစေတိတုအစဉ်ပြေပါစေလောကကြီးမှာတယောက်တယောက်ဒုက္ခပေးနေလို့ရှိရင်ဉာဏ်မေညတ္တဒုက္ခပေးเสียဘုသူဘုသူဘဒုက္ခမပေးပါစေနဲ့ ပြိထဲမှာပါတယ်လို့တပိပတ္တရာနိပတ္တန္တုသရဝရီအလုံးဟာအကောင်းနဲ့ကြီးပဲကြုံတွေ့ကြပါစေမကင်စီ ပပမကမဘုသူထံမှာအစိုးရရီမကောင်းကျိုးတွေမရောက်ပါစေနဲ့ဆိုအဲ့ဒါအတော်သားမေတ္တာအပြာပါတာတော့ခေါ်တယ်အဲ့ဒါလည်းကံဖြစ်ပါเนาะကံဖြစ်ပါနောက်တစ်ခါတမ္မဒိဋ္ဌိ သမထိဋ္ဌိဆိုတာကြတော့ခုနလိုကိုင်းဤကျိုးကိုညင်းပဲ့တာမဟုတ်ဘူးမကန်နဲ့မြင်တစ်ခုယူဆိုအေးကောင်းတာလို့ရင်ကောင်းကျိုးရတယ်လူချင်းတန်းချင်းရဲ့အကျိုးကျေးဇူးဆိုတာရှိတယ်အမေဖေဆိုတာကျေးဇူးတင်လိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အမေဖေကတော့ခွင့်မပြုဘူးဆိုဘာနဲ့တူတော့ဆိုလူစီလာဖို့ရအမေဖေက immigration ပဲလေသူ visa ထုတ်မပေးရင်လာလို့မရဘူး ခုခေတ်ဆိုဗီဇာမပေးခြင်းလို့ကြိုတင်ဟန်တားတာတွေတောင်ရှိမတော်တဆလက်လွန်လို့ရောက်လာပြန်တော့လေအမိုက်ပုံနဲ့ထည့်ပြစ်တယ်။ဣမတလောကတဓာတ်တိတာတော့မိဘရဲ့ခြေဆူးထဲမှာကျွေးတာဆောင်းလျှောက်တာထားလိုက်အောင်အဲ့ဒီခြေဆူးကကိုပြန်ကျွေးလို့ရသေးတယ်ပြန်ဆောင်းလျှောက်လို့ရကိုကိုလူလောကကိုလာခွင့်ပေးလိုက်တဲ့ခြေဆူးကဘယ်လိုဆက်ဆက်လို့ရပါ့မလားကိုကနောက်မှလာတာလေ အမေဖေကကိုယ့်ကိုလာခွင့်မပြုဘူးဆိုရင်လူတော်ကရောက်ပါမလားမရောက်နိုင်ဘူးဘိုးကြီးရွှေကိုဖြစ်မှသာရောက်ကောင်းရောက်အမေဖေကအီမီဂရေးရှင်းပဲသူလက်ခံမှာဖြစ်တယ်အဲ့ဒီလက်ခံတဲ့ခြေစုပ်ကိုမြတ်စွာဘုရားကဣမတ္တလောကတ္တထတိတာဟောဆိုမိဘရဲ့ခြေစုပ်ကိုသုံးခွန်းနဲ့မြတ်စွာဘုရားဆုံးအောင်ပြောလိုက်တယ်တခုကအပါတကာ ကိုုံကလေးကအမေကဆောင်းလျှောက်လာခဲ့။မွေးလာတယ်လည်းဆောင်းလျှောက်။ပေါ်တကမွေးဖွားလာတဲ့နောက်ဆောင်းလျှောက်ရုံနဲ့မကဘူးကျွေးမွေးတယ်။နှစ်ခုဆောင်းလျှောက်ခြင်းကျွေးမွေးခြင်း။နောက်ဆုံးတစ်ခုကတော့ဘာလို့အိမတ်တလောကတာထတ်တည်တာတော့ဒီလောကကြီးကိုပြတာဒီခြေစုကတော့ဆက်လို့မကုန်တဲ့ခြေစုပဲ။မိဘခြေစုကောမဆက်နိုင်ဘူးဆိုတော့အဲ့ဒါကိုပြော ဘာလို့လို့ဆိုရင်ကိုယ်နောက်မှရောက်တာဆိုတော့မိဘကိုကိုယ်လူလောကလာဖို့ဆိုတာဘယ်လိုလုပ်တုံးဆက်သူအရင်ရောက်တာလေအေးဒါကြောင့်မို့ဒီမိဘရဲ့ခြေချုပ်ရှိတယ်လို့လက်ခံခြင်းသည်ပဲနဲ့သူကသမာဓိဋ္ဌိဖြစ်သွားတယ်အဲ့ဒါမနောကဖြစ်သွားတယ်တုံးလောကဆိုတာရှိတယ်လူတွေဟာ တည်သွားပြီးရင်နဘဝဆိုရောက်လာအောင်ပဲဆိုတဲ့ကံတရားရဲ့အကျိုးလက်ခံတာမှန်သမျှသမဋ္ဌိလို့ခေါ်တယ်အဲ့ဒါကြတော့ပညာလို့ခေါ်တယ်မိစ္ဆာဒိဋ္ဌိကဒိဋ္ဌိစေတသိက်သမဋ္ဌိကြတော့ပညာ right understanding ပင်္ဂနဲ့နားလည်မှုနော်ပင်္ဂနဲ့နားလည်အဲ့တော့အဲ့ဒီဒီမှာက အလောဘရဲ့အရောသဆိုတဲ့မေတ္တာရဲ့အမတ္တိဋ္ဌိဆိုတဲ့ပညာရဲ့ဒီသုံးခုကကံပဲစေရဏတည်းမဟုတ်ဘူးနော်ကုသကံထဲမှာဒီသုံးခုပါအဲ့တော့ကံဆိုတာဟာဒီတရားတွေကိုပြောတာပဲအလုတ်တစ်ခုဖြစ်အောင်တောအားပေးတယ်တောအားပေးလိုက်တာသူက energy တွေစုသွားအောင်သူကစုဆောင်လိုက်ဒါမို့အာယုဟနရတလို့ခေါ်တယ်သူတို့ကံတရားတွေကပေါင်းစုပေးလိုက်ခြင်းစုလိုက်တဲ့အခါမှာစွာအားပြေးလာဒီကံတရားတွေကစုလိုက်သည့်အတွက်ကြောင့်ဆိုပါစို့တိပင်တပင်ရဲ့အနှစ်ဟာပြန်မသွားစုတယ်လေနောက်ထပ်အပင်တပင်ကိုဖြစ်စေနိုင်တဲ့စွမ်းဤတတ္တိဟာပြန်မသွားစုတယ် ကနေခေတ်တော့ဂိုင်းကူတွေဂိုင်းကူတာတွေဘာတွေရှိတယ်ပေါ့နော်အဲ့အရေးထားတဘာဝအမြင်ဘယ်နေရာမှာသွားစုတယ်လဲလို့ဆိုလို့ရှိရင်မျိုးစိသွားစုအတိမှသွားစုတယ်အတိမှသွားစုအဲ့ဒီအတိတဲ့ကအစိတ်လေးတဲ့မှာသွားပြီးတော့နော်ထပ်မပြီးမျိုးဖြစ်ဖို့အဲ့ဒါလိုပဲလူရဲ့စိတ်အစဉ်ထဲမှာဒီစေရနာတို့လောဘဒေါသ ပစ္ဒိဋ္ဌိအလောအရောဒသမပညာလို့ဆိုရဲဒီတရားတွေပေါ့အနှစ်တရားစုသွားတာဘဝတစ်ခုကြုတ်ပြိမဲ့ဆိုလို့ရှင်တရားတွေဟာကြုတ်ပြိနိုင်တာအဲ့တော့ကံတရားဆိုဒီမှာကောင်းတဲ့ကုသိုလ်ကံရှိတယ်မကောင်းတဲ့အကုသိုလ်ကံရှိတယ်ကုသိုလ်ကံအကုသိုလ်ကံရှိမြတ်စွာဘုရားကဘုန်းကြီးတို့တွေနေ့စဉ်ဘာတွေလုပ်နေကြတော့ကိုယ့်ကိုစဉ်းစားကြည့်လိုက် နေ့စဉ်လုံးနေတဲ့အလုပ်တွေကြည့်လိုက်ပဲဆိုရင်ဥဘောပုံဉ္စပပင်းစယမစ္စောကုရုတိဣထလူဘဝလူဖြစ်လာတဲ့အခါမှာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်။နော်ကောင်းတဲ့လုပ်တယ်လည်းလုပ်တယ်မကောင်းတဲ့လုပ်။ကောင်းကြီးလည်းပဲဖြစ်ဘူးမကောင်းတာကြီးလည်းပဲဖြစ်ဘူး။အကောင်းလည်းလုပ်တယ်မကောင်းလည်းလုပ်တယ်။အဲ့ဒီကောင်းမကောင်းဆိုတဲ့အရာတွေဟာကိုလိုလိုက်တဲ့အရာတွေဟာ ခဏရှေ့ကတွန်းအားတွေကိုရွှေပြီးတော့ကံလို့ခေါ်လိုက်တယ်အဲ့ဒီကံဒီတင်ညိတတတကံဟောတိတင်္ဆာအရာယခစ္စတိကိုယ်ရင်ထဲမှာဖြစ်ပြီးအတွက်ကြောင့်ကိုယ်သာလင် ကိုယ်နဲ့သာသက်ဆိုင်သွားတာကိုယ်ထဲမှာသာ ဖြစ်လို့ကိုယ်ပဲသက်ဆိုင်သူများနဲ့မဆိုင်သူများနဲ့မဆိုင်ုံနဲ့မကဘူးဒီဘဝလှုပ်ထားတဲ့အရာတွေဟာ ခန္ဓာရှိနေတဲ့ရကလပလုံးဒီကံတရားတွေကကိုယ်နဲ့အတူပါနေပါပဲဖြစ်တယ်။မကောင်းတဲ့ကံဆိုလို့ရှိရင်ဒုက္ခပေးဖို့ကောင်းတဲ့ကံကအကူအညီပေးဖို့ဆိုပြီးတော့လူတွေမှာ ကောင်းတဲ့ကံမကောင်းတဲ့ကံဒီနှစ်ခုနဲ့သွားနေမှာပဲအထောစားမကောင်းတဲ့ကံကဒုက္ခပေးတယ်ကောင်းတဲ့ကုသိုလ်ကံတွေကြတော့ချမ်းသာဒုက္ခပေးတော့လောကလူတွေကကံဆိုတာအလုတ်ပါအလုတ်ကောင်းရင်ကံကောင်းပါတယ်နဲ့လွယ်လွယ်ပြောကြတယ်နော် လလည်းပြောကြတယ်သူတို့ပြောတဲ့ကြီးရဲ့ချက်ကတော့ခုနကတာမန်အကြီးပေါ်တုတ်တဲ့အလုပ်တွေကိုပြောတာဖြစ်ကောင်းဖြစ်လေနော်တကယ်တော့လောကမှာဒီလူတွေမှာနေစင်တဲ့ကံတရားတွေကဖြစ်နေတာကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေလူယဉ်တဲ့အလုံးတွေမှာဖြစ်နေဖြစ်နေတဲ့အရာဟာကိုယ်ယဉ်တဲ့မှာကိန်းသွားပြီးသူရောက်ရှိနေတယ် accumulation ဆိုတော့စုမိစောင်းမိဖြစ်သွားစုမိစောင်းမိဖြစ်သွားအဲ့ဒါတွေကတင်ညတတတကံဟောဒီကောင်းမကောင်းတွေဟာကိုကိုပိုင်ဥစ္စာကိုနဲ့သာသက်ဆိုင်တော့တယ်တပိတတကမ္မတကဆိုတာအဲ့ဒါပြောကံတလင်ကိုပိုင်ဥစ္စာကိုလုထာကိုနဲ့သာသက်ဆိုင် responsibility ကိုဆိုလို့တယ်ဟုတ်ကိုရင်ထဲမှာဖြစ်တာကိုနဲ့မဆိုင်လို့ဘယ်သူနဲ့သွားဆိုင်နော် ိုယ်ရင်ထဲမှာဖြစ်တာကိုယ်ခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂါကိုယ်ပဲခံရနော်ကိုယ်ပဲခံအဲ့ဒါလိုပဲဒီကိုယ်စားလိုက်တဲ့အစာရဲ့အကောင်းဆုံးဟာလည်းပဲကိုယ်ပဲခံအဲ့ဒါလိုပဲကိုယ်ရင်ထဲမှာ ဖြစ်လိုက်တဲ့ကောင်းဆိုးကံဟာကိုယ်နဲ့သာသက်ဆိုင်တယ်အဲ့ဒါကိုကမ္မတက္ကတာကမ္မလင်ကိုယ်ပိုင်ဥစ္စာရှိတယ်လို့ပြောတာအဲ့ဒါ responsible ဖြစ်တာပြောတာဟုတ်ပြီ responsible ဖြစ်သွားရင် ဒီဘွားတယ်လားလို့ဆိုမှတင်စအာဒါယခစ္စတိဒါကြီးကပါသွားမှာပဲဘယ်လိုလုပ်ပါလာတော့ကံတရားတွေကဘယ်မှာကိန်းနေတာနှလုံးထဲမှာကိန်းသလားနှလုံးထဲမှာကိန်းရင်နှလုံးခုန်ရက်သွားလို့ရှင်နှလုံးဆိုတာတည်သွားရင်မီးရှို့တဲ့ထက်ပါသွားမှာနောက်ဘွားဘယ်လိုလုပ်လိုက်အဲ့လိုမဟုတ်ရင်အုံနောက်ထဲအုံနောက်ဆိုတာလဲဂျမ်းဖြစ်သွားတာရှိသေးတယ် အဲဆိုင်မှာဖြစ်ရင်ဒီဘွားတွေမေ့သွားပြီအဲ့တော့ကန္တရားပဲသွားနေအုံနောက်မကောင်းတော့ဘူးသိလို့ရှိရင်လည်းဘီရှိုးပြလိုက်တယ်ဒီအုံနောက်ကပါရာအကြောင်းရှိပြအဲ့တော့ကံဟာဘယ်မှာတရှိဘယ်မှာဟို remain ဖြစ်နေတယ်ဘယ်မှာတရှိတယ်လဲလို့ပြောမှာစိတ်အစင်မှာရှိတယ်စိတ်အစင်ဆိုတာဘယ်တော့မှပြတ်တော့မသွားဘူး စိတ်အစဉ်ဟာတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုဆက် mental processor တန်တရာဥက္ကတန်တရာဘဝမှာစတဲ့အချိန်ကစပြီးနိဗ္ဗာန်ရသည့်အထိအောင် mental process ကပြတ်သွားတာနှစ်နေရာပဲရှိဒါတောင်ခိတ္တပြတ်ဘယ်နေရာတော့ဆိုလို့ရှိရင်ဆန်းစွမ်းအားနဲ့တမာတိစွမ်းအားနဲ့စိတ်ကိုယုံမုန်းပြီးတော့တရားအထုတ်လို့အောင်မြင်သွားလို့ရှိရင်အသိဉာဏ်တတ်ကုန်ဆိုတဲ့ စိတ်မဲ့တဲ့ဘဝမျိုးရောက်သွားတာကဘာ900ဒါလည်းပဲ boss လုပ်တယ်လို့ပဲပြောခစ်တာ boss လုပ်လိုက် stop လုပ်တာမဟုတ်ဘူး boss လုပ်လိုက်ချိန်တိုင်းပြန်ပေါ်လာမှာသူကအပြည့်သက်မဟုတ်ဘူးနောက်တစ်ခါဏိရောဓသမဘာဆိုတာကြောင်းဦးရလိုက်မယ်နိရောဓသဘာဝဝင်စားလို့ရှိရင်စိတ် စေတသိက်စေတသယောအလုံးချုပ်သွား မာရီဆောင်အားနဲ့ဒါလည်း pause လုပ်လိုက်တာပဲခိတ္တကနာအကြောင်းတရားတွေကိုဖယ်ရှားပြလိုက်သည့်အတွက်ကြောင့်စိတ်ဆိုရလဲသူ့ဟာသူဖြစ်တာမဟုတ်ဘူးအကြောင်းတရားကိုမိဖြစ်တယ်အဲ့ဒီအကြောင်းတရားတွေကိုခိတ္တ pause လုပ်လိုက်လို့ရှိရင် စိတ်ဟာလည်းရှက်သွားတယ်အဲ့ဒီနှစ်နေရာလွှဲရင် mental process ကပြောင်းသွားဒါဖြင့်ခုနလို post လုပ်လိုက်လို့ရှိရင်ကံတရားတွေရောပြောက်ွယ်သွားလားဆိုမကွယ်ဘူး ရှေ့နဲ့တောင်းတဲ့ဟာအနန္တရပစ္စည်းဟောပဲသူကနိရောဓသမဘာဝင်စားလို့ခုနှစ်ရက်ကြာတဲ့ဆုံးတော့အနန္တရပစ္စည်းဟောပဲသူကဒီကြားထဲမှာတခြားဟာမခြားခြင်းဒီပင်နဲ့သူ့ရဲ့ process ရှိနေတယ်ဆိုတော့ပြရအောင်ရလိုက်တဲ့အဆုံးနဲ့နောက်ထပ်ပြန်စားခြင်းအစတို့ကြားမှာအကြောင်းအွယ်မရှိအဲ့ဒါကိုပဋ္ဌာန်းပစ္စည်းထဲမှာအနန္တရပစ္စည်းဟောလို့ပြောဟုတ်တခါ အတဉ္ဇရဘုံရောက်သွားပြန်တော့လည်းပဲထို့တူပဲနန္ဒရာပိစီရောပဲစိတ်စင်ညာသုတိစိတ်နဲ့ပရိသေရိစိတ်ပရိသေရိစိတ်ဘဝရုပ်စဉ်သူတမာရီစွာအကုန်လို့တင်ညာစတင်ဖြစ်ပေါ်လိုက်တဲ့အချိန်လေးမှာ ပြန်လီနိုးထတာပြန်ခစ်တာပေါ့စလို့အဲ့တော့ mental process ရဲ့စိတ်ဖြစ်စဉ်ကြီးဟာတန်တရာထဲမှာရပ်ဆိုင်သွားတယ်လို့မရှိဘူးအပြည့်ပိုင်ရပ်သွားတယ်လို့မရှိဘူး ဒါကြောင့်ဟိုစိတ်တသန္တိလို့ခေါ်တဲ့စိတ်ဖြစ်စဉ်ထဲမှာကံတရားဟာတတ္တိအနေနဲ့ရှိနေတယ်လို့သူပြောတာနော်တတ္တိနေအဲ့တော့အုံနောက်မှာဂိမ်းတာလည်းမဟုတ်ဘူးနှလုံးသားမှာဂိမ်းတာလည်းမဟုတ်ဘူးခန္ဓာကိုယ်တဏှာမှာဂိမ်းနေတာလည်းမဟုတ်ဘူးစိတ်အစင်မှာရှိတယ်လို့သူတို့ပဲမှတ်သားဟုတ်ပြီ ကောင်းလေကောင်းတာလုပ်လေကံဖြစ်တယ်မကောင်းတာလုပ်လေကံဖြစ်တယ်အဲ့ဒီကံတွေဟာလုံးသမျှကိုယ်နဲ့သာသက်ဆိုင်တယ်ဒီကိုယ်နဲ့သက်ဆိုင်တဲ့ကံတရားတွေဟာဖြစ်လျက်ဘဝမှာကိုယ်နဲ့အတူပါနေပါတယ်ဆိုတာဟာဒီပုံရိပ်တရံကြီးနဲ့ပါနေတာမဟုတ်ဘူးစွန့်ရည်တတိအနေနဲ့ပါနေတာသူကစွန့်ရည်တတိအနေနဲ့ပါ အကြောင်းအကျိုးညင်ညင်လို့ရှိရင်အကျိုးပေးပါသေးချာတယ်သူတို့ဆုတ်လို့တယ်အဲ့တော့မြတ်စွာဘုရားက အေးကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်ကြတယ်လူလောကလူတွေဟာကောင်းဆိုးနှမျိုးလုပ်ကြတယ်ဒါတွေဟာကိုယ်တည်းသာပြဿနာနေဆို